အားလုံးမင်္ဂလာပါကျွန်တော် channel ရဲ့နေပြည်လဲကြိုဆိုပါရနော်ဒီကနေ့2025ဂျွန်လ9ရက်နေ့နဲ့9ရက်နေ့အတွက်ဖိတ်ခေါ်ထားတဲ့နောက်ထပ်အလောက်ကန်ခွင့်လန်းဖြစ်ပါတယ်အလောက်ကန်ကတော့အတော်ကိုစုံနေပါတယ်အဆုံးထိလိုက်ပါနာဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးအလောက်ကန်တစ်ခုကစစ်တွေရခိုင်စစ်တွေအတွက် medical officer ဖြစ်ပါတယ်စကိုင်း region အတွက် project assistant ဖြစ်ပေါ်လာတာရှိပါတယ်။နောက်တစ်ခုကရန်ကုန်အတွက်ကိုကျွန်တော်တို့ programming manager ခေါ်ထားတာရှိပါတယ်။နောက်တစ်ခုကလည်းရန်ကုန်မှာပဲ။ရန်ကုန်အတွက် consultancy for agriculture engineer ဒါပြန်ကြုံရတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ south east region အတွက်ကို GPV prevention officer ဆိုတဲ့ position ခေါ်ထားတယ်။နောက်တစ်ခုကတော့တောင်ကြီးအတွက်ကိုကျွန်တော် wash engineer ောက်တစ်ခုကလည်းတောင်ကြီးပဲ Senior Program Officer အဲနောက်တစ်ခုကလည်းတောင်ကြီးအသက်ပါပဲအဲ Psychosocial Support Assistant ဆိုတဲ့ပြန်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့တောင်ကြီး Chance State အသက်ပဲကို Driver ခေါ်ထားတာရှိပါတယ် I RI Organization ကအဲတစ်ဆက်တည်းမှာ driver နဲ့ပတ်သက်ပြီးညီလေးတယောက်လာမေးထားတာရှိပါတယ်เนาะကျွန်တော်ဒီ link လေးကိုညီလေးရဲ့အဲဒီအကောက် comment box ကိုပြန်ပြီး reply လုပ်ထားပါတယ်လို့အဲ့ဒါညီလေးစင်ပြီလို့ရှိရင်ကြည့်ပြီးတော့ရှောက်ထားကြည့်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီ video video လေးကနေပဲပြန်ပြီးတော့တည်ပေးချင်ပါတယ် now အာအဲနောက်တစ်ခုကတော့ claw claw အတွက်ပေါ့နော် claw အတွက်ကို AP officer ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ခုကတော့ရန်ကုန် region အတွက်ပဲ meta head and psycho uh, social support field officer ဆိုတဲ့ position ပါနောက်တစ်ခုကတော့ရန်ကုန်ပါပဲ deputy medical coordinator နောက်တစ်ခုကညောင်ရွှေအတွက်ကို field data officer ခေါ်တာရှိပါတယ်နောက် position တစ်ခုကတော့ concern လားပတိန်ကပတိန်အတွက်ကိုခေါ်တာရှိပါတယ်နောက်ရန်ကုန်အတွက်ပဲ monitoring and evaluation manager ခေါ်တာရှိပါတယ် နောက်ရန်ကုန် region သက်သက် data bay coordinator ခေါ်တာလာရှိပါတယ်။နောက်မကွေးမကွေးတွင်းနေရပါတော့။အ project system time protection another group project system time protection ဆိုတဲ့ position ကိုခေါ်တာလာရှိပါတယ်။နောက်တောင်ကြီးအတွက်ကို medical doctor coordinator ဆိုတဲ့ position ကိုခေါ်တာလာရှိပါတယ်။နောက်တောင်ဦးအတွက်ကို အဲကျွန်တော်တို့ nutrition officer ခေါ်တာရှိပါတယ်။နောက်ဘာအန်တွဲ wash officer နောက် shutter officer နှစ်ခုဘာကခေါ်တာရှိပါတယ်။နောက်မန္တလေး region အတွက်ကို senior programming associate ဆိုတဲ့ position ကိုခေါ်တာရှိပါတယ်။နောက်မန္တလေးအတွက်ပါပဲ fee coordinator အဲ position ပါ။နောက် city ရခိုင်အတွက် protection assistant ဲ fee base ပေါ့နော်၃ခု၃နေရာခေါ်ထားတာရှိပါတယ်။နောက်မန္တလေး region အတွက်ကို admin finance officer နောက်ထပ်မန္တလေးအတွက်ပဲမန္တလေး region အတွက်ကို monitoring staff position ခေါ်ထားတာရှိပါတယ်။နောက်ရန်ကုန်အတွက်ကိုကျွန်တော် cash cashier ပေါ့နော် cashier position ခေါ်ထားတာရှိပါတယ်။နောက်မြစ်ကြီးနားကချင် state အတွက်ကို community officer ပြန်ခေါ်ထားတာရှိပါတယ်။ နောက်ရန်ကုန်တွက်ပါပဲအဲ grand grand lead ဆိုတဲ့ position ဖြစ်ပါတယ်နောက်ရန်ကုန်တွက်ပဲ finance and grand officer နောက်တစ်ခုကတော့ရန်ကုန်ပဲ project officer နောက် position တစ်ခုကတော့အဲ fundraising and grant writing manager ရန်ကုန်တွက်ဖြစ်ကောထားရှိပါတယ်နောက်မန္တလေး region တွက်ကို mobile unit medical team leader အဲနောက်တောင်ကြီးအတွက်ကို monitoring and evaluation accountability and learning nil ဘောနော် nil officer ခေါ်တာရှိပါတယ် and now မန္တလေးအတွက်ကတော့ fee assistant ထပ်ခေါ်တာရှိပါတယ်ပြီးတော့ remote area တက်ကတော့ chief operating and commercial officer နောက်တစ်ခုကတော့ remote area တက်ပဲကို senior creative associate ဆိုတဲ့ position ကိုခေါ်လာတာရှိပါတယ်။ Now မန္တလေး အဲ region အတွက်ကိုပဲ mail officer ခေါ်ထားတာရှိပါတယ်။ Now မြစ်ချနာအတွက်ကို ICL 18 leader ခေါ်ထားတာရှိပါတယ်။နေပြည်တော်အတွက်ကိုကျွန်တော်တို့ MHPSS counselor ခေါ်ထားတာရှိပါတယ်။ရန်ကုန်အတွက်အဲ consultant consultancy service localization partnership advisor ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်။ Now ရန်ကုန်တက်ပါပဲ။ and ale tinuru di consultancy service and gov government uh, so their position mo no now sit to a twet ko tinuru head uh, head mhps as a twet position ko da ra shi ba de now yangon a twet a tender no tender ne pat pet pi lo yangon twet ko da ra shi ba de now yangon a twet ba be w and wpe training manager ko da ra shi ba de မန္တလေးရီဂျင်သူကတော့ education specialist emergency response တဲ့ position တခုထပ်ခေါ်ထားတာရှိပါတယ်လို့ဒါကတော့ဒီကနေ့၄ရက်နေ့နဲ့၅ရက်နေ့ဂျွန်အတွက်ကိုထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့အလောက်ကခွင့်လန်းနေဖြစ်ပါတယ်အလုံးလိုအတဲ့ညီကိုတို့တွေ့ပါအဲလုံနဲ့သက်ဆိုင်တဲ့ link တွေကိုလည်း comment box မှာတွေ့ယူပေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်တဲ့ people လည်းမမေ့ပါနဲ့เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်